တခါကတောင်ပေါ်မှာရှိတဲ့ရွာလေးတရွာကိုမြိုင်းตาရရွာလို့ခေါ်ပါတယ်။အဲ့ဒီရွာကပန်းသီးချံနေတဲ့အရန်နာမည်ကြီးပါတယ်။ဒါပေမဲ့ပန်းသီးချံနေအပြင် နောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ရွာထဲမှာနေတဲ့ဆုံးမတစ်ယောက်အကြောင်းပါပဲ။မြိုင်းตาရရွာမှာဒေါ်အေးဒီဆိုတဲ့ဆုံးမကြီးတစ်ယောက်ရှိတယ်။အသက်အရွယ်ကြီးလာတော့အရင်လိုလူလိုက်ဖမ်းဖို့အတွက်အားရင်နေမရှိတော့ဘူး။အော်ဖះကြီးကျမကိုကယ်ပါဦး။အခုဆိုရင်အရန်အုံမင်းနေပြီ။ လူတွေကို၆လက်မို့ဖမ်းဆဖို့ဆိုတာမတက်နိုင်တော့ဘူး။လရီချီပြီးအမဲမလိုက်ရတာကြာပြီ။တစ်ပင်တစ်ပင်ကလည်းနောက်တစ်ပင်ကိုပြန်တန်းပြီးဒီတစ်သီးတွေစားပြီးအသက်ဆက်နေရတာပဲရှိတော့တယ်။ဒေါ်အေးတီဖီးယားကိုဆူတောင်းနေတော့မှာပဲနောက်ဆုံးမတစ်ယောက်ရောက်လာခဲ့တယ်။ဟဲ့အေးတီနင်ကဆုံးမဖြစ်ပြီးဖီးယားကိုဆူတောင်းရဲတယ်ပေါ့။ရှက်စရာကောင်းလိုက်တာ။ဆုံးမတွေကိုဖီးယားကမကူညီဘူးဟဲ့။အုံနောက်မရှိဘူးလား။ပြောပြပါဦး။ နေလဲလူတယောက်ကိုဘယ်နှလားစောင့်ခဲ့ရလဲဆိုတာငါ့ကိုကြည့်စမ်းငါလဲလူတွေရဲ့သွေးကိုမတောက်ရတာလာပေါင်းများစွာရှိနေပြီငါတို့စုံးမရရဲ့စွမ်းအားကိုဘလို့ပြန်ရလဲဆိုတာမသိဘူးလားနင်းကအစတည်းကတေးပြီးသားတေးပြီးသားစုံးမကအိုမင်းမီထက်မသေးဘူးဟဲ့ငါတို့ကိုကိုကိုငယ်ရွယ်အောင်ထိန်းထားရတယ်နင်းစုံးမအဖြစ်တင်တန်းတွေတေးချာမတက်ခဲ့ဘူးနဲ့တူတယ်အေးနင်းပြောတာမှန်တယ်ငါကတင်တန်းတွေတက်ရတာပြင်းလို့မတက်ခဲ့ဘူး အေးအေးအေးကိစ္စမရှိပါဘူးငါနေ့ကိုပြောပြမယ်ဒီရွာမှာပန်းသီးခြံတွေအများကြီးရှိရမလားအဲ့ဒီပန်းသီးခြံတွေကတနေရာမှာတော့မော်ဝင်အသီးသီးရဲ့တစ်ပင်တစ်ပင်ရှိတယ်အဲ့ဒီမော်ဝင်အသီးကိုစားလိုက်ရင်ငါတို့စုံးမတွေရဲ့စွမ်းအားတွေအလုံးပြန်ရလာလိမ့်မယ်ဟင်နင်ပြောတာတကယ်လားအဲ့ဒီတစ်ပင်ကဘာမှလဲဟဲ့ငါ့ကိုပြောပြပါအောင်အကုန်လုံးငါပဲပြောပြလိုက်ရင်နင်ဘာလုပ်တော့မလဲငါပြောပြခြင်းတလို့ပြောပြပြီးပြီအခုနင်သွားရှာပြီးတော့ ဒေါ်နှင်းမြိုင်ပြောတဲ့စကားကြောင့်ဒေါ်အေးတီလည်းမျှော်လင့်ချက်တွေပြန်ရလာတယ်။သူ့အရင်လိုလူငယ်ဆုံးမလေးပြန်ဖြစ်လာတော့မယ်။ပြီးတော့လူတွေရဲ့အရသာရှိတဲ့သွေးကိုတောက်ပြီးသူ့ရဲ့သွေးစာလောင်နေတာကိုပြေပြောက်စေတော့မယ်။အဲ့ဒီမျှော်ဝင်တစ်ပင်ကိုရှာဖို့အတွက်ဒေါ်အေးတီစတင်ထွက်ခွာလာတော့တယ်။သူ့ပန်းသီးပင်တပင်မီးတပင်ကိုသွားပြီးအသီးတွေခူးစားတယ်။ဒီနည်းနဲ့မှော်ဝင်အသီးကိုရှာတွေ့လိုက်မယ်လို့မျှော်လင့်ချက်ထားခဲ့တယ်။ဒီလိုနဲ့မှော်ဝင်ပန်းသီးကိုရှာတာလရီကြာလာပြီ ဒေါ်အေးဒီပန်းသီးတွေစားအလုံးလုံးပန်းသီးဆိုတာနဲ့ရင်စိတ်ကုန်နေပြီဒီပန်းသီးချံကအရန်လာတာပဲငါလည်းပင်ပန်းနေပြီဒီညတော့ဒီတစ်ပင်မြင့်ကြီးပေါ်မှာအနားယူတော့မယ်မနှက်ကြရင်ဒီပန်းသီးချံကအသီးအလုံးကိုမြည်ဆမ်းပြီးမှဆက်သွားတော့မယ်နောက်တနေ့မနှက်မှာချံပါရှင်ဥပသိန်ခြံထဲကိုရောက်လာပြီးအသီးခူးနေတယ်ဒေါ်အေးဒီလည်းအဲ့ဒီပန်းသီးချံထဲကတစ်ပင်တစ်ပင်ပေါ်မှာထိုင်နေတယ်ဥပသိန်နေကောင်းလားဗျာ န်းသီးချံကတကယ့်ကိုလှတာပဲအသီးတွေလည်းပင်လုံးကျွပဲဟုတ်တယ်ဗျကျွန်တော်တို့ရွာကပန်းသီးချံတွေကစောင်းရံဒီမှာပန်းသီးသီးတာကိုဗျကျွန်တော်ခြံထဲကပန်းသီးပင်တွေကတော့တစ်နှစ်ပတ်လုံးအသီးသီးတယ်ဗျအသီးတွေကလည်းအရန်ကိုရတာရှိပြီးချိုမိန်တယ်လေဒါကြောင့်ဈေးလည်းကောင်းကောင်းရတယ်ဒီလိုဖြစ်နေတာကတော့ခမားတို့လိုမိတ်ဆွေကောင်းတွေရဲ့ဆူတောင်းတွေကြောင့်ပါပဲဗျာတငယ်ချင်းဖြစ်သူကိုဘကျော်နဲ့စကားပြောပြီးထွက်သွားပေမဲ့ဥပသိန်းရဲ့စကားကြောင့်ဒေါ်အေးတီစဉ်းစားမိတယ် ူဘာပြောလိုက်တာလဲသူ့ပန်းသီးပင်တွေကတစ်နှစ်ပတ်လုံးအသီးသီးတယ်တဲ့သူ့ပန်းသီးတွေက တခြားရွာကပန်းသီးတွေနဲ့လည်းမတူဘူးတဲ့ဒါပဲငါလရီချီပြီးရှာနေတဲ့မော်ဝင်သစ်ပင်ကဒါပဲဖြစ်ရမယ်အခုတော့သူ့ပန်းသီးချံကပန်းသီးအလုံးကိုငါခုစဖြစ်မယ်ဒေါ်အေးဒီခမရပျော်ရွှင်လွန်းလွန်းဘလို့မှမနေနိုင်တော့ဘူးသူညရောက်ဖို့စောင့်နေပြီးညကျတော့သစ်ပင်မောကနေဆင်းလာတယ် အမလီငါခါရီငါဒူးတွေကအသက်ကြီးလာတော့နာလာလိုက်တာအခုချိန်မှာတစ်ပင်ပေါ်မှာနေရတာအယမ်းပင်မန်းနေလူတွေကဘတော်မှနားလိုက်မှာမဟုတ်ဘူးဒီဥပသယံခြံထဲကပန်းသီးတွေကအရသာမရှိဘူးစားကျင်စရာမရှိဘူးအစိမ့်နေနဲ့တူတယ်ဒါပေမဲ့ငါရဲ့ငယ်ရွယ်မှုကိုပြန်ရမှာပဲကိုအရသာနဲ့ဘာဆိုင်လို့လဲငါစွမ်းအားတွေတိုးဖို့ပဲအာရုံစိုက်ရမယ်ဒေါ်အေးဒီပန်းသီးတွေကိုတစ်ပင်ပေါ်ကနေခိုးလိုက်တယ် တကိုက်နှစ်ကိုက်စားပြီးအကုန်ပစ်ချလိုက်တယ်။ဒီလိုနဲ့ပန်းသီးအများကြီးကိုခူးစားပြီးဟိုနားဒီနားပစ်ချထားလိုက်တယ်။မကြခင်မှာပဲနေအလင်းရောင်ထွက်လာတော့ဆုံးမကြီးလည်းတစ်ပင်ပေါ်ပြန်တက်သွားတယ်။နည်းနည်းကြာတော့ဥပသိန်ခြံထဲကိုပြန်ရောက်လာပြီးခြံရဲ့အခြေအနေကိုမြင်တော့ခေါင်းကိုကင်ထားလိုက်မိတယ်။ဘသူကငါပန်းသီးခြံကိုဒီလိုလှုပ်သွားတာလဲ။ပန်းသီးစားခြင်းခူးစားသွားကြတာပေါ့။ဒီလိုလှုပ်ပြီးငါပန်းသီးခြံကိုဖျက်ဆီးစရာမလိုပါဘူး။ဥပသိန်အောင်ငုံနေတော့ ရွာသားတွေလည်းသူ့စီရောက်လာကြတယ်။ကိုမကျော်ရေကျွန်တော်ပန်းစည်းချံကိုကြည့်ပါဦး။ဘသူကဒီလိုလှုပ်သွားတာလည်းမသိဘူး။ခမ ्या တို့သိကြတဲ့အတိုင်းပဲကျွန်တော်ကတခြားအလုပ်လုပ်ဖို့မတတ်နိုင်ဘူး။ဥပသိခမ ्या ဘာတွေပြောနေတာလဲ။ဒီရွာထဲမှာခမ ्या ရဲ့ပျော်ရှင်မှုကိုမနာလိုတဲ့သူတရားမှမရှိဘူးဗျ။ရွာသားတွေအားလုံးကခမ ्या ကိုတတ်နိုင်တယ်လို့ကူညီနေကြတာခမ ्या သိသားပဲ။ဒါပေမဲ့ဘသူကကျွန်တော်ပန်းစည်းချံကိုဒီလိုလှုပ်သွားတာလဲ။ဘာကြောင့်လဲ။ စိတ်မပူပါနဲ့ဒီညကျွန်တော်ခမရဲ့ပန်းသေးချံကိုစောင့်မိမယ်တယောက်ယောက်လာရင်တော့ခမကိုအသိပေးမယ်သူ့တငယ်ချင်းအတွက်ကိုဘကျော်ကညကျတော့ဒုတိယချောင်းကင်ပြီးဥပသင်ရဲ့ပန်းသေးချံအပြင်ဘက်မှာစောင့်နေခဲ့တယ်ညရောက်လာတော့ရွာထဲကလူတွေအသွားလာနေလာတယ်တစ်ပင်ပေါ်မှာထိုင်နေတဲ့ဆုံးဝကြီးလဲကြဲလောင်စွာရီမောနေတယ်ညရောက်ပြီးငါပန်းသေးတွေကိုလိုသလောက်စားရတော့မယ်ဘယ်သူမှငါ့ကိုတားလို့မရတော့ဘူး ပန်းနီချန်နဲ့ကနေထွက်လာတဲ့စုံမရဲ့အတန်ကိုကြားတော့ကိုဝါကျော်လည်းသတိထားမိပြီးပန်းနီချန်နဲ့ကိုအပြေးလွှားဝင်သွားတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူအယမ်းအံ့ဩသွားတယ်။အမလီငါခါယိုးဘရောမငါ့ကိုအုံမင်းချင်းကလွတ်မြောက်စေမှလဲ။ဟဲ့စုံမနေမသူလဲဒီကနေထွက်သွားလိုက်မဟုတ်ရင်ကောင်းမှာမဟုတ်ဘူးနော်။ဒီပန်းနီချန်နဲ့ကပန်းနီအားလုံးကိုငါမမီးဆန့်ရသေးသေးငါမသွားဘူး။နင့်အသက်ကိုတန်ဖိုးထားရင်အခုထွက်သွားလိုက်။ ငါအခုလူသွေးတောက်ဖို့စိတ်မပါဘူး။ဟင့်အင်းဟင့်အင်းငါညီဥပသိန်းကိုငါခရီးပေးထားတာ။သူ့ခြံကိုဆောက်ရှောက်ဖို့ကဒီနေ့ငါတာဝန်ပဲ။ဘာပဲဖြစ်ဖြစ်နင့်ကိုဒီကနေပန်းသီးတစ်လုံးမှမခူးစေရဘူး။နင်ကဒီလိုပြောမှတော့မလွယ်တော့ဘူး။ဒါနဲ့ဆုံးမကြီးကကိုဘကျော်ကိုတိုက်ခတ်လိုက်တော့ကိုဘကျော်လည်းသွေးတွေအများကြီးထွက်သွားပြီးတတိလစ်သွားတယ်။ဆုံးမကြီးလည်းပန်းသီးတွေကိုစိတ်တိုင်းကျခူးစားနေတယ်။နောက်တနေ့မနက်ဥပသိန်းခြံထဲကိုရောက်လာတော့ ိုဘကျော်သွေးရည်အများကြီးနဲ့သတိလစ်နေတာကိုတွေ့လိုက်တယ်။ဥပသိန်းရွာသားတွေကိုအော်ခေါ်လိုက်တယ်။သတိပြန်ရလာတော့ကိုဘကျော်ကညာကဖြစ်ခဲ့တဲ့အရာတွေကိုအကုန်ပြောပြလိုက်တယ်။အဲ့ဒီဆုံးမကအရန်ကြောက်ဖို့ကောင်းတယ်။သူ့စွမ်းအားတွေပြန်ရဖို့အတွက်မှော်ဝင်အသေးကိုရှာနေတယ်လို့ပြောတယ်။အဲ့ဒီအသေးကိုမတွေ့သေးသေးဘူး။ "तू ကခမရဲ့ခြံကိုဖျက်ဆီးနေအောင်ပါပဲ။နောက်တနေ့ညကျတော့ဥပသိန်းကိုယ်တိုင်ဆုံးမကြီးစီသွားတယ်။ဆုံးမကြီး ခမည်းမော်ဝင်အသီးကိုရှာနေတယ်ဆိုတာကျွန်တော်သိတယ်။ဒီနေ့ကစပြီးကျွန်တော်ကိုယ်တိုင်မှဲ့နေတဲ့အသီးတွေကိုခူးပြီးဘုံတစ်ဘုံနဲ့ခမည်းစီလာပို့ပေးမယ်လို့ခရီးပေးပါတယ်။ကောင်းတယ်။ငါဒူးတွေလည်းအရန်နာနေတာ။တစ်ပင်တစ်ပင်မိတစ်ပင်တက်ပြီးပန်းသီးစားရတာအရန်ပင်ပန်းနေ။သူ့စကားကိုနားထောင်ရင်ငါအတွက်အကျိုးရှိမယ်။ကောင်းပြီ။နင်းလိမ့်လဲတာမျိုးတော့မလုပ်နဲ့။နင်းကိုယ်တိုင်ပန်းသီးလာပို့ပေးမယ်ဆိုရင်ငါလည်းနင်းချံကိုဖျက်ဆီးတော့မှာမဟုတ်ဘူး။ကိုပါကျော် ကျွန်တော်အတွက်ခမည်းလှုပ်ပေးတာတွေကိုကျွန်တော်ဘယ်တော့မှကျေးဇူးမမေ့ပါဘူး။ဒါပေမဲ့ခမည်းရဲ့အကျွေးကိုကျွန်တော်ပြန်ဆက်ပေးမယ်။အဲ့ဒီဆုံးမကိုကျွန်တော်ဒီတိုင်းလွှတ်ထားမှာမဟုတ်ဘူး။ဟင်အင်းဟင်အင်းဥပသိန်းအဲ့ဒီဆုံးမကဘာမှဆိုလုံနိုင်နဲ့။ခမည်းသူနဲ့ဝင်ဝင်နေပါ။ကျွန်တော်တို့ရွာသားတွေအားလုံးခမည်းအတွက်တခြားနီးလန်းကိုစဉ်းစားပေးမယ်။ဒီပန်းကြီးချံကိုလည်းစိတ်ဝင်စားပါတော့နဲ့။နောက်ဆက်ရက်ကျတော့ဥပသိန်းကနေတိုင်းပန်းကြီးချင်းအောင်တထောင်းကိုဆုံးမရဲ့တစ်ပင်နားမှာတွားထားပေးတယ်။ ဒေါ်အေးဒီလည်းပင်ပန်းစရာမလိုပဲပန်းသီးတွေရနေတော့ပျော်နေတယ်။လာပြင်းနေရောက်တော့ဆုံးမကြီးဒီနေ့ကျွန်တော်ခမည်းအတွက်ကျွန်တော်ခြံထဲကအကောင်းဆုံးသစ်ပင်ကအသီးတွေကိုယူလာခဲ့တယ်။ဒီထဲမှာတခြားသစ်ပင်ကအသီးတွေလည်းရောပါနေလို့ကျွန်တော်တလုံးချင်းစီရွေးပြီးခမည်းကိုပေးပါမယ်။ခမည်းတုံးဆောင်ပါဦး။ဒါသူမှော်ဝင်အသီးတွေကို ယူလာတာပဲ။ဆုံးမကြီးလည်းဥပသိမ့်ပေးတဲ့ပန်းသီးတွေကိုအရသာခံစားနေတယ်။ နည်းနည်းကြတော့ဆုံးမကြီးကပန်းသီးစားဖို့ပဲစိတ်ဝင်စားနေတယ်။ဒီအခွင့်အရေးကိုယူပြီးဥပသိန်းကသူ့အိတ်ထဲကပရဲ့ရည်ဘူးကိုထုတ်ပြီးဆုံးမကြီးဘော်ကိုပတ်လိုက်တယ်။ပရဲ့ရည်ကိုထိလိုက်တာနဲ့ဆုံးမကြီးရဲ့စွမ်းအားတွေအားလုံးပြတ်ခွေသွားတယ်။သူကြယ်လောင်စွာအော်ဟစ်တော်တယ်။အကိုတို့အမြန်လာကြပါဦး။ပရဲ့ရည်ကြောင့်ဆုံးမကြီးရဲ့စွမ်းအားတွေပြောက်သွားပြီ။သူငါတို့ကိုဘာမှလုပ်လို့မရတော့ဘူး။ဥပသိန်းခေါ်လိုက်တော့ရွာသားတွေလည်းရောက်လာကြပြီး အဲ့ဒီဆုံးမကိုတစ်ပင်တစ်ပင်မှာကျိုးနဲ့ချိလိုက်တယ်။ပြီးတော့သူမကိုဓာတ်စီပတ်ပြီးမိရှို့လိုက်ကြပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှော်ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။